အမျိုးသမီးကကုံထုပ်လိုင်းကိုတကယ်တမင်တက်တက်ဖြစ်စီသူဖြစ်တယ်လို့ဆက်ယုံမန်နေဂျာရဲ့မမမကန်ဆွဆွဲခြင်းကိုခံခဲ့ရပေမဲ့သူမကချက်ချင်းရှင်းပြဖို့မကြိုးစားခဲ့ပါဘူးဒီအစားသူမကအမေရိကန်ဖောက်တေးရဲ့ကိုယ်စားလှယ်မစ္စတာရှန်နိုက်တာရဲ့ရှေ့မှာဆက်ယုံမန်နေဂျာလိညာနေတာကိုပဲကြည့်နေခဲ့ပါတယ်ဆက်ယုံမန်နေဂျာကအမျိုးသမီးကိုအလုပ်မှာပေါ်ဆပြီးကုံထုပ်လိုင်းကိုရက်တန့်စေခဲ့တယ်လို့ဆွဆွဲခဲ့တဲ့ဆက်ယုံမန်နေဂျာကအမျိုးသမီးကိုအလုပ်ထုပ်တော့မဲ့အခိုက်တန့်လေးမှာပဲမစ္စတာရှန်နိုက်တာကအချိန်မီဝင်ပါလာခဲ့တယ်သူကသူ့ရဲ့ဝတ်စားစင်ရင်မှုကိုတတ်တက်ရက်ရက်ဖြစ်အောင်ပြင်လိုက်ပြီးအမျိုးသမီးကိုဆရာမလို့လေးလေးစားစားခေါ်ဝေါ်တုံးလုံးလိုက်ပါတယ် ဒီမြင်ကွင်းကိုမြင်လိုက်ရတော့လူတိုင်းအံ့အားသင့်သွားကြတဲ့လုပ်ဖို့ကိုင်ဖက်တွေကတော့အမျိုးသမီးကမစ္စတာရှာလိုက်တာကိုသိတာကြပြီလို့ထင်နေခဲ့ကြတယ်အမျိုးသမီးကတော့အဲ့ဒါကိုငင်းဆုံခဲ့တယ်ဆက်ယုံမန်နေဂျာကမစ္စတာရှာလိုက်တာကိုသူ့လူမားနေတာဖြစ်နိုင်ကြောင်းချက်ချင်းပဲသတိပေးလိုက်တယ်သူကဒီအမျိုးသမီးဟာသူ့လိုဆက်ယုံကတာမန်အင်ဂျင်နီယာတယောက်မျှတာဖြစ်တယ်လို့အခိုင်အမာပြောခဲ့တယ်သူမကမစ္စတာရှာလိုက်တာရဲ့ဆရာမလုံးဝဖြစ်နိုင်မှာမဟုတ်ဘူးလို့သူကပြောခဲ့တယ်မစ္စတာရှာလိုက်တာကအရန်ဒေါသထွက်သွားခဲ့တယ်သူကလွန်ခဲ့တဲ့၃နှစ်တုန်းကဒီအမျိုးသမီးဟာဟာဘတ်တက္ကသိုလ်မှာဟောပြောပို့ချခဲ့ဘူးလေလို့ရှင်းပြခဲ့တယ် Mr. ရှာလိုက်တာလည်းအဲ့ဒီအချိန်တုန်းကပြည်သက်တွေထဲမှာရှိနေခဲ့တဲ့အဲ့ဒီနီးပညာဆိုင်ရာဟောပြောပို့ချမှုကသူ့အတွက်အကျိုးကျေးဇူးအများကြီးဖြစ်ထွန်းစေခဲ့တယ်။ Mr. ရှာလိုက်တာက AW Module ကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်မှုမှန်မှုအတွက်ရောကုန်ထုတ်လိုက်တစ်ခုလုံးရဲ့အတ္တိကစနစ်အတွက်တူဦးလေးတော်မူပိုင်ခွင့်ကိုပိုင်ဆိုင်သူဖြစ်ရောဒီမျိုးသမီးမှာတာဝန်ရှိတယ်ဆိုတာကိုကောင်းကောင်းကြီးသိနေခဲ့တဲ့ဒါကြောင့်သူကဒီမျိုးသမီးအလုပ်မှာပေါ်ဆလိမ့်မယ်ဆိုတာကိုမယုံကြည်ခဲ့ဘူး။ Mr. ရှာလိုက်တာကဒီလိုပြောခဲ့ပေမဲ့လည်းစက်ယုံမန်နေဂျာနဲ့တူတူကတော့အမျိုးသမီးရဲ့ဘသူပဲဝါဖြစ်တယ်ဆိုတဲ့အထောက်ထားပေါ်ဆက်ပြီးမိကုန်းထုတ်နေတော့မှာပဲ။ဒါကိုတက်တည်ပြဖို့အတွက်အမျိုးသမီးကနိုင်ငံတော်တစိမ့်တုံးပါရှိတဲ့မူပိုင်ခွင့်လက်မှတ်တစ်ခုကိုထုတ်ပြလိုက်ပါတယ်။ဒါကိုမြင်ပြီးတဲ့နောက်မှာစက်ယုံမန်နေဂျာကအမျိုးသမီးရဲ့မူပိုင်ခွင့်လက်မှတ်ဟာ အတူးလုထားတာလို့မမမကန်ဆွဆွဲပြောဆိုခဲ့ပြီးမစ္စတာရှာနိုက်တာကိုသူမရဲ့လင်ညာမှုကိုမခံရဘူးတတိပေးခဲ့တဲ့မစ္စတာရှာနိုက်တာကဆက်ယုံမန်နေဂျာကိုမိုက်မဲလိုက်တာလို့စူပူချိန်ပေါင်းခဲ့တဲ့အကယ်၍သူတို့သာနည်းနည်းလေးပို့ပြီးတတိထားခဲ့မယ်ဆိုရင် AW မော်ဂျူးဆိုတာအဲ့ဒီအမျိုးသမီးရဲ့နာမည်ကိုအတူးကောက်ခေါ်ထားတာဖြစ်တယ်ဆိုတာကိုသူတို့တွေ့ရှိခဲ့ကြမှာပဲလို့ပြောလိုက်တယ်အမျိုးသမီးကလည်း AW မော်ဂျူးဟာကိုသူမနဲ့သူမရဲ့ဆရာတို့ကတီချာလွတ်လပ်စွာတီထွင်ခဲ့တာဖြစ်တယ်လို့ပြောခဲ့တယ်ဒီတအားသုံးဆွဲမှုအကောင်းဆုံးဖြစ်အောင်ညှိနှိုင်းပေးခြင်းနဲ့တီချာမှုအတွက်အစားထိုးဖြစ်ဆွတ်ပေးတဲ့စနစ်ဟာအမေရိကန်ဖောက်တီရဲ့ထုတ်ကုန်နဲ့တီးတန့်ကိုင်ညီအောင်လုံဆောင်ပေးထားတာဖြစ်ပြီးသူမကဒါကိုဆက်ယုံကိုအခမဲ့ပေးအပ်ထားခဲ့တာဖြစ်တယ် ဆက်ယုံမန်နေဂျာကဒီစကားကိုကြားလိုက်ရတဲ့အခါမယုံနိုင်ဖြစ်သွားခဲ့တယ်။နောက်ခဏအကြာမှာပဲမစ္စတာရှာလိုက်တာကဆက်ယုံနဲ့ပူးပေါင်းဆောင်ရွက်မှုကိုအဆုံးသတ်ချင်ခဲ့တယ်။အကြောင်းရင်းကတော့ဆက်ယုံမန်နေဂျာကခုလေးတင်ပဲအဲ့ဒီအမျိုးသမီးကိုအလုပ်ထုတ်ဖြစ်ခဲ့လို့ပါပဲ။အမှန်တော့ American ဖောက်တီကုမ္ပဏီကဒီဆက်ယုံနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဟာဆက်ယုံရဲ့ဆက်တွေကဒီအမျိုးသမီးတီထွင်ထားတဲ့ AW module ကိုအသုံးပြုထားလို့ပါပဲ။အမျိုးသမီးရဲ့နီးပညာဟာနှစ်ဖက်ကြားပူးပေါင်းဆောင်ရွက်မှုအတွက်တခုလေးတော့အကြောင်းပြချက်ဖြစ်ခဲ့ပြီးသူတို့ရဲ့တင်းကျပ်လာတဲ့ထုတ်ကုန်တိကျမှုလိုအပ်ချက်တွေကိုသူမတယောက်တည်းကသာဖြည့်ဆည်းပေးနိုင်ခဲ့တာဖြစ်တယ်။ အခုအမျိုးသမီးအလုပ်ထုတ်ခံလိုက်ရပြီဖြစ်လို့အမေရိကန်ဖောက်တီမှာဆက်ယုံနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့အကြောင်းပြချက်မရှိတော့ပါဘူး။အဲ့ဒီအချိန်အဲ့ဒီအချိန်လေးမှာမှဆက်ယုံမန်နေဂျာကသဘောပေါက်သွားခဲ့တယ်။သူအမေရိကန်ဖောက်တီနဲ့အလုပ်လုပ်ကိုင်နိုင်ခဲ့တာဟာသူကဆက်ယုံဥက္ကဋ္ဌရဲ့ဝန်ွယ်ဖြစ်နေလို့မဟုတ်တယ်လို့ဆက်ယုံနဲ့ကဆက်ပစ္စည်းတွေကြောင်းလည်းမဟုတ်ဘူးဆိုတာကိုပါပဲ။ ဒါရီအားလုံးကအဲ့ဒီအမျိုးသမီးရဲ့ကျေးဇူးကြောင့်သာဖြစ်တယ်အကယ်၍သာအော်ဒါကဖြတ်သိမ်းခံလိုက်ရရင်စက်ယုံကဒေဝါလီခံရခြင်းနဲ့ပိတ်သိမ်းရခြင်းတွေကိုရင်ဆိုင်ရတော့မှဖြစ်တယ်တာဝန်ယူရမှာကိုကြောက်လန့်ပြီးစက်ယုံမန်နေဂျာနဲ့တူတူတို့ကအမျိုးသမီးကိုချက်ချင်းတူးထောက်တောင်းပန်ခဲ့ကြပြီးတူမအနေနဲ့ကုန်ထုတ်လိုင်းကိုအမြန်ဆုံးပြန်လဲစတင်နိုင်အောင်လှုပ်ဆောင်ပေးဖို့မျှော်လင့်ခဲ့ကြတယ်သူတို့ကတူမတောင်းဆိုသမျှဘယ်လိုတောင်းဆိုချက်မျိုးကိုမစူသဘောတူညီမယ်လို့ကတိပေးခဲ့ကြတယ်အမျိုးသမီးကငြင်းဆန်ခဲ့တယ်ဒါပေမဲ့တူမကစက်ယုံဒေဝါလီခံရမှာကိုလည်းမမြင်ချင်းခဲ့ဘူးဒါကြောင့်အမေရိကန်ဖောက်တီကုမ္ပဏီရဲ့အကြံပေးတစ်ယောက်အနေနဲ့တူမကတောင်းဆိုချက်၃ခုကိုတင်ပြခဲ့တယ် ဒုတိယတောင်းဆိုချက်ကတော့ဆက်ယုံမန်နေဂျာကအရင်တုန်းကသူမရဲ့ဂုဏ်သိက္ခာကိုအတေးရဖြတ်ခဲ့တဲ့အတွက်နှစ်နာချီအဖြစ်ဒေါ်လာ9သိန်းပေးဆောင်မှုဖြစ်တယ် တတိယတောင်းဆိုချက်ကတော့တူမကုံထုတ်လိုင်းကိုပြင်ဆင်တဲ့အတွက်ကုန်ကြစည်းကိုတနာရီဒေါ်လာ1000နှုန်းနဲ့တွက်ချက်ကောက်ခံမှာဖြစ်ပြီးကုန်ထုတ်လိုင်းကစစ်ဆေးမှုအောင်မြင်တဲ့အထိဆက်လက်ကောက်ခံသွားမှာဖြစ်တယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့လူတိုင်းကအမျိုးသမီးကိုဝင်ညစ်နေတယ်လို့ဆွဆွဲခဲ့ကြတယ်။ဒါပေမဲ့အမျိုးသမီးကတော့ဆက်ရုံဥက္ကဋ္ဌကဒီတောင်းဆိုချက်တွေကိုသဘောတူလိုက်မယ်ဆိုတာကိုယုံကြည်မှုအခိုင်အမာရှိနေခဲ့တယ်။ဘာပဲဖြစ်ဖြစ်အဲ့ဒီငွေပမာဏကဒေဝါလီခံရခြင်းရဲ့ကုန်ကြစည်းနဲ့နှိုင်းယှဉ်လိုက်ရင်နည်းနည်းလေးပါပဲမစ္စတာရှာလိုက်တာကဆက်ရုံဥက္ကဋ္ဌနဲ့ချက်ချင်းပဲဗီဒီယိုကွန်ဖရင့်တစ်ခုကျင်းပခဲ့ပြီးဥက္ကဋ္ဌအနေနဲ့အမျိုးသမီးရဲ့တောင်းဆိုချက်၃ခုလုံးကိုလက်ခံဖို့တောင်းဆိုခဲ့တယ်။ မဟုတ်ရင်အမေရိကန်ဖောက်တေးရဲ့ကြီးမားတဲ့ order ကိုလက်လွတ်ဆုံးရှုံးရတဲ့အတွက်စက်ယုံကကြီးမားလာတဲ့ရောကြီးငွေတွေကိုပေးယုံတင်မကပဲဒီလုပ်ငန်းနယ်ပယ်မှာကုမ္ပဏီအုပ်စုတစ်ခုလုံးရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်ပျက်စီးနိုင်တယ်လို့သူကပြောခဲ့တယ်။ဥက္ကဋ္ဌကကုမ္ပဏီအုပ်စုကိုစားအမျိုးသမီးရဲ့တောင်းဆိုချက်တွေကိုသဘောတူညီခဲ့ပြီးသူမစီကိုနှစ်နာချီအဖြစ်ဒေါ်လာ9သိန်းလွှဲပြောင်းပေးခဲ့တယ်။အဲ့ဒီနောက်သူကစက်ယုံမန်နေဂျာနဲ့တူတူကိုအလောက်ကထုတ်ပစ်ခဲ့ပြီးအမျိုးသမီးအနေနဲ့ကုန်ထုတ်လိုင်းကိုအမြန်ဆုံးပြန်လည်စတင်နိုင်အောင်လှုပ်ဆောင်ပေးဖို့ကိုပဲမျှော်လင့်နေခဲ့တယ်။ အမှန်တော့အမျိုးသမီးကလည်းဆက်ယုံဒေဝါလီခံသွားရမှာကိုမမြင်ကျင်ခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ်ဒီကုံထုတ်လိုက်ဟာသူမနဲ့သူမရဲ့ဆရာတို့ရဲ့ကြိုးစားအထုတ်မှုကနေရရှိလာတဲ့အသီးပွင့်ဖြစ်နေလို့ပါပဲ။ဒါပေမဲ့ဆက်ယုံမန်နေဂျာနဲ့တူတူလို့ဆက်ယုံတဲ့ကမောင်းထုတ်ခံလိုက်ရပြီးနောက်မှာတော့အမျိုးသမီးအပေါ်မကျေနပ်ချက်တွေထားပြီးအမျိုးသမီးကိုပြန်ပြီးလက်စားချေဖို့ကြံစီခဲ့ကြတယ်ထင်တဲ့အတိုင်းပါပဲ။အမျိုးသမီးကကုံထုတ်လိုက်ကိုပြင်ဆင်ပြီးလို့ဆက်ယုံကကုံထုတ်လုံးမှုပြန်လည်ဆက်တင်တာအချိန်ခဏလေးပဲရှိသေးချိန်မှာအမျိုးသမီးကဆက်ပစ္စည်းပို့စားမှုမှတ်တမ်းတွေပုံမှန်မဟုတ်နေတာကိုတွေ့ရှိခဲ့ရတယ်။